မွေးနေ့မှာစိုးပြေသစဉ်အတွက်တောင်းစုပေးခဲ့တဲ့ဆူတောင်းကြောင့်ချင်းလင်ကြောင့်ပေါ်လွင်ခဲ့ရတဲ့ဟင်းဝင်းရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ဟင်းဝင်ရနဲ့ဆိုဖီတစင်တို့နှစ်ယောက်ကလိုင်းဖက်လောနာကြောင့်ပရိသတ်တွေသဘောတူပြီးတော့ရှစ်ကြတာအားလုံးလည်းအသိပဲဖြစ်ပါရယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကဟင်းဝင်ရရဲ့မွေးနေ့မှာလည်းနှစ်ယောက်အတူတူရှိခဲ့ကြတာဖြစ်ပါရယ်။ဟင်းဝင်ရရဲ့မွေးနေ့မှာစိန်ရွှေရတနာအယောင်ပွဲတော်ကိုဖိတ်ကြားခံခဲ့ရတာဖြစ်ပြီးတော့ဆိုဖီတစင်ကပါအတူတူဖွဲကိုတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ဆိုင်ဘက်ကနေပြီးတော့ဟိန ဝင်ရဲ့အတွက်မွေးနေ့ surprise တိုက်ပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဆိုပြတဲ့ဇင်နဲ့အတူတူနှစ်ယောက်ကကိတ်တီခွဲကြပြီးတော့တယောက်နဲ့တယောက်လည်းအပြန်အလှန်ခွန်ကြွေးခိုင်းပါတယ်။ဟေးဝင်ရဲ့မွေးနေ့မှာဆိုပြတဲ့စဉ်ကအနီးကဆုံးရှိနေပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တရားလဲသူတို့နှစ်ယောက်ကိုအနီးကဆုံးနေထားနဲ့တွေ့မြင်နေရတဲ့အတွက်အယံကိုပျော်ရွှင်နေကြတာဖြစ်ပါတယ်။ဒါအပြင်ဆိုပြတဲ့စဉ်ကိုမွေးနေ့လက်ဆောင်ပါတောင်းကျင်လဲဆိုပြီးတော့ဟေးဝင်ကိုပရိသတ်တရားမေးကြပါတယ်။ ဟေဝရန်ကဆိုဗီယက်သင်္ကေတဝင်နေ့လက်ဆောင်မတောင်းပဲသူ့ဘက်ကနေပြီးတော့စုတစ်ခုတောင်းပေးခဲ့ပါတယ်။နေ့ရက်တိုင်းမှာပျော်ပျော်ရွှင်ရွှင်နေပေးပါဆိုပြီးတော့ဟေဝရန်ကဆိုဗီယက်သင်္ကေတစုတောင်းပေးလိုက်တာဖြစ်ပါတယ်။တကယ်ဆိုရင်ဆိုဗီယက်သင်္ကေတကစုတောင်းပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ဟေဝရန်ကသူ့မွေးနေ့မှာသူကိုယ်တိုင်ပြန်ပြီးတော့စုပြန်တောင်းပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲဆီယောက်ကပြည်သက်တရား ရိုလိုက်ကြတာဆိုပြီးတော့အော်ကုန်ကြတာဖြစ်ပါတယ်။ဆိုပြစ်စင်ကမွေးနေ့လက်ဆောင်တောင်းရင်မပေးတာကြောင့်ဟဲဝင်ရန်ကသူကိုယ်တိုင်ပဲစုပြန်တောင်းပေးလိုက်တာဖြစ်ပါတယ်။ ဆိုဗီယက်စင်ကဟင်းဝေယံရဲ့မွေးနေ့တိုင်းလက်ဆောင်မပေးဘဲရှောင်နေတတ်ပါရင်ဒါကြောင့်မို့လဲဟင်းဝေယံကလက်ဆောင်နေအထူးတလဲမတောင်းတော့ပဲသူကိုယ်တိုင်ကစုပြန်တောင်းပေးလိုက်တာဖြစ်ပါရင်မပေးဘူးဆိုတာသိလို့ဟင်းဝေယံကစုပြန်တောင်းပေးတာဆိုပြီးတော့ဆိုဗီယက်စင်ကပြောနေခဲ့တာပါဒါပေမဲ့ပရိသတ်တွေကတော့ဟင်းဝေယံကဆိုဗီယက်စင်အပေါ်မှာစစ်စိတ်တွေရှိနေပြီဆိုတာက ပေါ်လွင်နေတယ်ဆိုပြီးတော့ထောက်ပြနေကြတာဖြစ်ပါရင် ဟိဝရန်ဘက်ကချစ်စိတ်တွေကိုဖွင့်ရနေပေမဲ့ဆိုပြတဲ့စဉ်ဘက်ကရှောင်နေတာကြောင့်သာသူတို့နှစ်ယောက်ဘာမှဆက်မဖြစ်သေးတာလို့ခံမှန်းနေကြတာဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ကဖွင့်ပြောဖို့အတွက်အခွင့်အရေးမပေးတာဖြစ်နိုင်တယ်လို့စုံတော့တီလို့တွက်ချက်နေကြတာဖြစ်ပါတယ်။အရင်နှစ်တီတုန်းကပေးရာတွေရှိပါတယ်။ဒုက္ခတွေဒေါကတွေဆိုပြီးတော့ဟိဝရန်ကစားနောက်ခဲ့တဲ့ရလည်းဖြစ်ပါတယ်။ ဟင်းဝီယန်နဲ့စူပြည့်စင်တို့နှစ်ယောက်ကိုချစ်သူဇုံတွေရဲ့အဖြစ်မြင်တွေ့ကျင်တဲ့သူတွေကများလုံးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကတော့မိစိမ်းမပြဘဲနဲ့မိနီမှာပဲရက်တက်နေကြတာလည်းဖြစ်ပါတယ်။ချစ်သူတွေဖြစ်နေတယ်လို့လို့ဆိုရဲဆက်ဆံရင်းနဲ့မမဆောင်အထာရီသာဖန်နေတာဖြစ်ပါတယ်။အနုပညာရှင်အတိုင်းဝိုင်းကသာသူတို့နှစ်ယောက်ချစ်သူဖြစ်နေလားမဖြစ်နေဘူးလားဆိုတာကိုသေချာပေါက်သိကြမှာလည်းဖြစ်ပါတယ်။ဒါအပြင်စူပြည့်စင်က နေထဆိုင်းစီတွန်ခန်းတို့နဲ့ပြည်သူတရားသဘောတူခဲ့တဲ့အပေါ်မှာခါခါတီတီညင်းဆိုထားပြီးတော့ဟိန်းဝရံနဲ့စရယ်ဆိုရင်တော့အစာနောက်ခံနေတာက ပေါ်လလာခဲ့တယ်။ဒါကြောင့်မို့ဆိုပြတဲ့စင်ကဟိန်းဝရံအပေါ်မှာတာမန်ထက်ပိုရဲလို့ထင်နေကြတာဖြစ်ပါတယ်။ပြည်သူကြီးတို့အနေနဲ့ကောဟိန်းဝရံကဆိုပြတဲ့စင်အပေါ်မှာချက်တာရီပေါ်လင်နေတယ်လို့ထင်လားဆိုတာကွန်မန်လေးထဲမှာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။